Ni mi abi kanai beri cium ni dah macam tu. Ni beri lo kanau beri dah lo, kanau jom beri lo. Tunggu beri romi lo dia lo, buat apa? Ia selamat aku ni beri. 当然了，你们这我是这个教。你这那我说有在讲什么？俺们也不见。要不我那个嘛，你们这吃嘛了？俺妈的也不见了，当然了，这个就苦。这个家里别啥没有，看来是我忘了，把那个。 互相影响，也叫加强密，量，这样子训练。那个那个不要那个了，现在也叫加强力量动作，那么你不去帮他？ 那年已经差了，老马一说，那年这搞以后的时候，也条五点发展了，过去我们那看来并不多的，挺多的，你说，你们的媳妇是有多呀？ ကျုပ်စရာပြည့်စရာဟုတ်။ကျောင်းကျာဆတ်ပြီးတော့ကျောင်းဒီပါလိတော်ပြ။ခါနေရပြန်ဟိုကြည့်ပါ။သူ့ရဲ့နတ်ကတော့ဒီကမ္ဘာကိုဘူရကဆန်းကိုဒီကံဒီကံအစားပြီးတော့ဒီဆောက်ထားတဲ့ဘူရတွေကပြင်းပြရတယ် reality be. खाना बेकार हो रूपान नहीं सहन तो काम न था जो ब्रह्म दोषी है निकालो सेह निकालो तो तुम्हें आगू लूंगा カナオダマノパミロタイム。ダリジョニワ。シュワメカナ、シュカメカナのオウヤ。5年も最年かなえのもあろう。6分なら6分な、6分それ。 တင်ငင်မှုမရှိတဲ့ပေါ့လို့ဟုတ်တယ်။ဒါခန္ဓာအကြောင်းကိုပြောတာ။ငါဘူးရဲ့တင်ငင်မှုမရှိတဲ့ပေါ့ရမှုဟာသူ့လိုက်ပြီးတော့ပြေသွားလာပြီ။ဒါလည်းဘူးကိစ္စနဲ့တူတယ်။ ုခန္ဓာရဲ့ဖောက်ပြန်တဲ့ကိုဖြစ်လာကလေးကိုပြက်ကုန်ဖြစ်လာဒီခန္ဓာတည်နေမှုခိုင်မာမှုလို့ဖြစ်လာတော့မဟုတ်ဘူးသူ့နောက်ကိုသွားဖို့ဖြစ်လာဝိင္ကိရိနဲ့လုံးဝမဆိုင်ဘူးပရတောတရားဆိုရင်ခန္ဓာကိုသတိပြန်ပါလိမ့်မယ်နောသာအတ္တတော့ဘာရည်ဘူးလဲလို့မသိပိုက်ပါဘူးခန္ဓာဖြစ်ရပြီ tu việc làm làm chuyện tu ăn mì hành விபதனாலும் எப்பமா காம்புங்களா 好羡慕别人的，看那不是卖给他，都那么长。好羡慕别人，别人羡慕你，看到我累了，你也给他。不给他，我了，不能问了。 ရုပ်ခန္ဓာနဲ့ပတ်သက်တဲ့သဘောတရားစုဟာခန္ဓာကိုဖွဲ့ပြီးလို့ဆံပြားရှိပြီ။ဒီတွင်းမှာသူ့နေရာနဲ့သူမျိုးစုံကိုပေါ့ဗျာ။မိမိရဲ့ခန္ဓာအနှံ့သိမယ် သမထသမารိမျိုးလိုတဏှာရောင်မဆုလိုက်တာလည်းမဟုတ်ဘူးဝိပဿနာသမารိဆိုတာသံဃာချင်ရဣဗံမြတ်စွာဘုရားလုံးဖောက်ပြန်တဲ့သဘောတွေဖြစ်တဲ့အတွက်ဥပ္ပမဖောက်ပြန်တော့သွားသိတော်လို့ခြေပြားဖောက်ပြန်လို့ဆက်ချက်သွားသိသင်ရှားတဲ့ဖောက်ပြန်မှန်တယ်သွားသွားသိလို့ အဲဒီသမာဓိကိုခဏိကသမာဓိလို့ခေါ်တယ်ဝိပဿနာရှုတာနာဟိခဏိကသမာဓိဝိနာဝိပဿနာသမောတိဝိသုရမေပါရိကခဏိကသမာဓိအောက်ပြန်တယ်လို့ရှုလို့ရအောင်ခဏခဏတည်ပြီးတဲ့သမာဓိမျိုးအဲဒီသမာဓိကိုဝိနာကျင်ဝိပဿနာဝိပဿနာပြီးနာသမောတိမဖြစ် အရှုဘတရားကိုပါပြောင်းလဲဖောက်ပြန်ပျက်စီးနေတဲ့သဘောဝတရားလက်ဖြစ်တွေမှာခရင်၅တောင်ကျော်လောက်ပြည့်နေတဲ့သဘောဝတရားဒေါသိဘူးဆိုတာခိုင်ခန့်တဲ့သဘောမျိုးနဲ့မရဘူးသိလို့မရဘူးချက်ချင်းတည်းပြီးချက်ချင်းစုပြည့်ချက်ချင်းတည်းချက်ချင်းစုပြည့်ဝိပဿနာဝိပဿနာနေရာမှာ ဖြည့်ရှင်းဖြည့်ရှင်းသဘောသိဖို့အတွက်ဖြစ်တတ်ပြတတ်တဲ့သမာဓိမျိုးလိုတယ်ခဏိကလုံးပါလေအဲဒါကြောင့်မိမိတို့ခန္ဓာရဲ့သဘောဝတရားတစ်ခုကိုတလံမြလို့သောခန္ဓာကိုယ်ထဲမှာဘယ်နေရာပေါက်ပြန်ပေါက်ပြန် ချက်ချင်းသိလို့ရ။အောက်ပြန်တယ်လို့ရှုနေသိနေတဲ့သမာဓိဉာဏ်ဟာသမာသမာရိတယ်မပြောနဲ့သူရှုလို့မရဘူးရှုနိုင်သမာရိတယ်ပြီးသလိုသမာဓိရရှုတာ ောင်မင်းတို့ကဒါတွေကိုတရားအားထုတ်တယ်စိတ်ဝင်စားဖို့မလိုဘူးအောက်ပြန်တဲ့သောခန္ဓာကိုယ်ထဲမှာဘယ်မှာသိမလဲသိတဲ့နေရာမှာရှုသိနိုင်တဲ့နေရာမှာရှုတို့နေရာမှသာမလုပ်ဘူးရှုတဲ့နေရာလည်းပဲ ဖြစ်ဖြစ်ဒီကိုရှိပါဘူးလုံးစုံမှားရမယ်ဩဃာတနာတုတ်ရဘုရားဟောခဲ့ပြီဆိုတဲ့တိရုံကြာကြာတိလို့မရသူကမျက်စိတမိတ်လောက်ပါဂရင်9000ကျော်လောက်ပြည့်စည်သွားတော့ရေဒါတွေကိုမင်းတို့အတတ်နိုင်ဆုံးသိအောင်တော့လိုက်ရ ောက်ပြန်တဲ့သဘောတခုဖောက်ပြန်တယ်လို့မိမိသိနေသိနေတဲ့အချိန်ဟာတည်ဖောက်ရမှုပြတ်သွားတယ်ငါပြတ်တယ်လို့နောက်လိုက်ကြည့်တဲ့အချိန်မှာအဲ့ဒီဖောက်ရမှုအစ်မတာဖြစ်ပြန်အဲ့တော့ဒါတွေကိုအရေးတွတ်မှုကိုသိရုံပဲသဘောထားမျိုးသိပါ

သတိနဲ့ဖောက်ပြန်တယ်လို့ပရမတ်ကိုသတိမှပြုပရမတ်ကိုတည့်တယ် now သံသရင်ပညာနဲ့ဒီသဘောတရားကြီးပြည့်တယ်လို့ရှုဉာဏ်ပညာအလုံးရှုနောက်ခန္ဓာကိုယ်တစ်ခုလုံးကဖောက်ပြန်မှုတွေ အောက်ပြန်လိုက်ပြက်နေသဘောတရားတွေ့ဘယ်ဖောက်ပြန်မှုတခုမှမပြက်ပဲနဲ့တည်ငြိမ်ခိုင်မာနေလို့မရှိဘူးအားလုံးပြက်တာတခုလုံးသဘောတရားတွေကလည်းဖောက်ပြန်နေဖောက်ပြန်တိုင်းသဘောတရားတွေလည်းပြက်နေကိုသိတာမသိတာထားတခဏသဘောကိုပြော အဲ့ဒါအတက်နိုင်ဆုံးလိုက်သိတယ်ယောဂီပုဂ္ဂိုလ်ဟာဒါအိမတန်တရားရမြန်သွားမယ်ပုဂ္ဂိုလ်နေမျိုးစုံနဲ့ဖောက်ပြန်မှုတရားမိမိကဖောက်ပြန်လို့သိတဲ့အထဲမှာပဲယူစရာရစရာမကြောင်ပြက်နေလို့ နောက်တော့ဒီဖောက်ပြန်တဲ့သဘောကြီးတွေ့တာနဲ့အပြက်စီဥတည်သွားပြင်မှာပဲပြင်မလို့ဖောက်ပြန်လာတာဒီပဲဒီလိုသိလာရင်ဉာဏ်ဒီခန္ဓာအကြောင်းကိုတော်တော်ရိပ်ကြည့်ရတဲ့ ဒုက္ခနာကိုရဲ့သဘာဝပေါက်ပြန်မှုတော့ပြက်ပြက်ကုန်တော့ပေါက်ပြန်မှုတစ်ခုသွားသတိထားလိုက်ပြက်သွားနောက်တစ်ခုသတိထားလိုက်ပြက်သွားအားလုံးပြက်နေတော့အတ္တဒီဘသူမြတ်စွာဘုရားဟောတဲ့တိုင်းအောင်ပြန်ပြည့်စည်ဒီပြည့်စည်ဆက်ပြီးပြီပါလို့အီကိုခန္ဓာအာဟုရဘယ်မှာရှိလဲအာဟုမရဘူးဆိုတော့ဒီလိုပြည့်နေလို့ဟို ဉာဏ်ရောက်မယ်သဘောပေါက်ဒီဖောက်ရမှုသဘောတရားပြည့်နေတဲ့ဒီဆောက်ထားတဲ့ခန္ဓာဒါကြောင့်လေဒီခန္ဓာတွေကခိုင်မာမှုမရှိတာပဲအဲ့တော့ဒီခန္ဓာကိုအခိုင်မာအနေနဲ့ဘယ်လိုအားကိုးမလဲ ဘယ်လိုတွေ့ရမလဲဘယ်လိုမိမိနှစ်သက်သဘောကြောင့်ဖြစ်မလဲဒါရီသာတွေ့တိုင်းကြည်တိုင်းသိတိုင်းဒီလိုကြီးတွေ့နေရရင်ဒါအမှန်တရားတွေပြောင်းလဲခြင်းမရှိဘူးအဲ့ဒီခန္ဓာကြီးအောက်ပြန်နိုင်သောသဘောတရားတွေပြည့်ပြည့်နေတဲ့အတွက် ကုတ္တရဘယ်ပฏิပိနတ်ရှင်တာဒုက္ခဖြစ်တတ်ပြတတ်တဲ့သဘောတွေကိုပြတ်မပြတ်နှိမ့်ဆက်နေတဲ့ခန္ဓာသဘောဝတ်ဒုက္ခသစ္စာဆင်းရဲဆိုတော့တကယ်ဆင်းရဲတော့ရစရာမရှိအောင်ပြည့်နေတဲ့တကယ်ဒုက္ခသစ္စာသဘောဝတ် ထောက်ပြန်လာပြတ်တော်သိတယ်ညာဒုက္ခသစ္စာအားရကြောင့်ဝိပဿနာနယ်မှာလုံငန်းနဲ့ပတ်သက်လို့ဒုက္ခသစ္စာသစ္စာအမိသိလာရင်ဒါအပြင်းလူရှုချက်လားဆုံးတော့အဲ့ဒီအနေရောက်တော့အရင်ကအခြေကကြည်ညက်မှာညံတယ်ဒီတော့ မိမိသိတဲ့ပေါက်ပြန်မှုဟာတဏှိယာယာရဲ့အတိဟုတ်ပဲလေခန္ဓာတို့လုံးရဲ့နေရာနှံ့ပြပေါက်ပြန်တဲ့သဘောတွေပါလားလို့အနှံ့ပြသိတဲ့အတိဖြစ်အောင်ခန္ဓာကိုဖြန့်ပြီးတော့ကြည့်ပေါက်ပြန်တဲ့သဘောတွေပြစ်ထားတာလွဲလို့တော့ ခန္ဓာကိုယ်မှာမိမိတို့တွေ့လာနှစ်သက်စရာဘာမှမရှိသေးဘူးဆိုသဘောပေါက်သွားအဲဒါရီတို့မြင်များလို့မိမိတို့အသိပြောင်းလာတယ်သဘောရပြောင်းလာတယ်အသက်ကဒီမနေဆုံးကွာမှုဖြစ်သွားဆက်လက်အားထုတ်အသက်ကဒီပြုတ်တယ်စီရောက် တောင်ခန္ဓာဘုံမှာကိုယ်ရွေးဉာဏ်တို့တွေ့မှာကာယနာဆိုတော့ပရမသစ္စာသိစိတ်ကိုရောတူပညာဆိုတံပရိမဇပတ်ပြီမဲဒီမှာဖန်တာစင်ကိတော့ကိုယ်ရွေးဉာဏ်မြင်ဉာဏ်တော့ခန္ဓာဘုံမှာသံဃာဉာဏ်ဖြစ်ဒီခန္ဓာနဲ့ပတ်သက်လို့ဒီလိုအမှန်တရား အရင်ကတည်းကမူလတရားမသိလို့ငါကောင်သူကောင်စွဲယူတဲ့သက်ကတည်းကအဲ့ဒီမှာပွာလာအခုတွေ့ရတဲ့ပရမအသိအခိုင်အမာမိမိရလက်ခံယူကြည့်လိုက်လေပရမမသိလို့ဖြစ်တဲ့သက်ကတည်းကစွဲထားလို့မနေလို့ပွာလာအဲ့ဒါတရားသဖြင့်ဉာဏ်အဖြစ်ပေါ်တဲ့ကိစ္စ ကိုပစပ်ပြုတ်ပြုတ်လို့မရဘူးအဲ့ဒီအသိဉာဏ်ရင့်ကျအောင်သက်သာတိပြုတ်လောက်တဲ့အသိဖြစ်သွားအောင်လို့ကိုခန္ဓာရှိတဲ့သဘောတရားကိုကိုယ်တိုင်းသိတဲ့အနေနဲ့ဖောက်ပြန်တဲ့သဘောတွေဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ဉာဏ်ရတဲ့ ့အဲဒီလိုအဖေတကားပိတ်ဖို့တက်ကားတည်းပြုတ်ဖို့လုံငါဖယားသာသနာပြင်ပမှုမရှိဘူးမရမြတ်စွာဘုရားသာသနာကြီးညိုတဲ့ဘုရားဘာသာတိုင်းတော်မှာမလိလအာမထုတ်တဲ့ပုံမပြုတ်ဘူး ဒါသတုကအင်္ဂုတ္တရပါဠိတော်အာမမသုံးမှာမြတ်စွာဘုရားဟောတယ်လက်နဲ့အားထုတ်တဲ့ပုဂ္ဂိုလ်ပျော်လင့်စရာရှိအားမထုတ်တဲ့ပုဂ္ဂိုလ်လုံးဝပျော်လင့်စရာမရှိဒါနေရတာပုဂ္ဂိုလ်ဝိကတာဝိကတာမှာပုဂ္ဂိုလ်ဆိုတော့အဲ့လိုရှိတယ်။တောင်မြတ်စွာဘုရားသာသနာတော်မှာ ရှိတဲ့တရားကိုသာသနာလို့လုပ်တဲ့ပုံပေါ့သိရမှာလေစာဒါလည်းပဲအသိလေ့ကျင့်ခါနဲ့အသိဆိုရင်ညာကျေပြန့်ပြီးတော့ညာနဲ့ကပြိပကတ္တဆိုရင့်ကျက်လာရင်အလေးလာရှိပြီးညာလို့ရင့်ကျက်လာရင်တညာသူထိုက်ထိုက်တန်နေမြဲသူပြေဆိုသွားတာညာရင့်ကျက်ဖို့မင်းပြ အဖြေတဲ့အနေနဲ့ဖောက်ပြန်တဲ့သဘောကြီးများများသိမယ်အပြစ်တဲ့သဘောကြီးများများသိပြီးထုံညာရဲ့ရင့်ကျက်ရရင့်ကျက်ကြောင်းဒါမိမိကအားပေးတဲ့ကိစ္စအဲရင့်ကျက်တယ်သူနဲ့သက်ဆိုင်တဲ့သူတောင်းဝန်ဖြစ်တဲ့ဖြာမကြီးလည်းဖြတ်သွားမယ်ဖြာမဲ့လောင်းစင်သူဖြတ်သွားမယ်ရင့်ကျက်တဲ့ညာရဲ့အလုပ်ပဲရှိတော့ရှိတော့ ဒါကြောင့်မိမိတောင်းဖြစ်တဲ့ကိစ္စဟုမိမိကသိပေးဖို့ပဲသိနေတာတဲ့တောင်းကိစ္စကိုပြီးတာတော့မဟုတ်ဘူးအဲ့ဒါသိပေးနေမယ်မပြညာရှင်းအရင်နဲ့ညာသွားပြီးဖြတ်မှအဲ့ဒါကိစ္စပြီးတယ်အဲ့ဒါနေပါမြင်တဲ့ညာမျိုးကိလေသာပယ်တဲ့ညာမျိုးဓာတုကိစ္စနဲ့သူရင့်နေညာသူ့ဆင်နဲ့သူသွားတာဒါကြောင့် မိမိတို့တောင်ဖြစ်တယ်အသိကိစ္စတော့ဖြစ်ကိုတောင်နဲ့ကိုပြီးပြောင်းသိပြီးပါမယ်ဘယ်လောက်ဖောက်ပြန်ဖောက်ပြန်ဘယ်လိုဖောက်ပြန်ဖောက်ပြန်ဒါရီပျက်စီးကုန်ပြောင်းမကိစ္စတွေတကယ်ဖောက်ပြန်တာလေအမှန်ပဲလို့ကိုကိုယ်တိုင်ဘုခနိုင်တဲ့အစဉ်ရောက်ရောက်တော့လေ့ကျင့်ရောက်ပါတယ်ကိုခန္ဓာရှိကိုကိုယုံကြည်လောက်သိရတယ်သိရတယ် ကိုယ့်ရဲ့လေ့ကျင့်မှုလုံးလောက်ဘူးတရားပေါ်မှာတည်တယ်။မြဲမြဲလေ့ကျင့်အဒါရီယာမှန်ဖို့လို့ခန္ဓာလုံးပေါ်နေတွေ့တာပဲသိတာပဲဆိုတဲ့။ကိုယ်ဒီခိုင်မာအောင်လေ့ကျင့်ပြီးရင်ဧဝမိတ္တရသာဝတ္တသမ္မပညာတတ်ဆောင်။ဧဝမိတ္တရဤတည်နည်းဒီဘုံရသာဝတ္တခန္ဓာရဲ့အမှန်သဘာဝတို့သမ္မပညာရဲ့ ထိုသဘာဝအမှန်အတိုင်းကိုသိတတ်တဲ့ဉာဏ်ပညာဖြင့်ပဗ္ဗတော်ရှုနေမြင်နေလက်ကျင်နေသောယောဂီပုဂ္ဂိုလ်အားလောကပိဋကဒုက္ခတောင်းနာသူပါလာနေလို့ဆိုတယ်အညာငါဖြတ်သွားပြီဆိုတာသတိဉာဏ်ဖြန့်တိုင်းလောက်တဲ့အင်အားဖြောင်းလို့ညီစေမှုခိုင်မာမှုမရှိတဲ့ဖောက်ပြန်မှုတွေပဲ အဘောပေါ့လို့ခန္ဓာကိုကြည့်ပါ။မဇ္ဇကယွနေရမျိုးစိတ်ကယွနေရမျိုးမဟုတ်ဘူး။ဉာဏ်ကသဘောပေါ့။ဒီလောက်ဖောက်ပြန်နေပါဒီခန္ဓာကကြာကြင်ဇူးစီမကောင်းတဲ့သဘောတရားစုပဲ။ငါလူပုဂ္ဂိုလ်သတ္တဝါဆိုတာအနှစ်လုံးဝအနှစ်သာရမရှိတဲ့သဘောတရားတွေ အားလုံးရွှေရှာပြောင်းလဲပြည့်စည်နေတဲ့သဘောတရားတွေပဲ။နောက်ဒီဖောက်ပြန်တဲ့ရုပ်ပတိဆိုတဲ့ပုဂ္ဂိုလ်။ဇာယုတ်တော်ဆရာကုတ်ပတိပြည့်စည်နေတဲ့သဘော။ကတ္တတိတိုက်ခိုက်နေတဲ့သဘော။ပိလတိနှိမ့်စက်တဲ့သဘော။ဒွိစတိပြိုကွဲတဲ့သဘော။ အဲ့ဒီအနှစ်၅ချက်နဲ့ပေါ်ပြဟောက်ပြန်နေဆိုတော့ဗေနီးနဲ့မှာငြိမ့်သက်ခိုင်မာတဲ့လူမဟုတ်ဘူးပြတကယ်တော့ပရမတ်ဆိုတဲ့အမှန်တရားနဲ့ပွက်စည်းထားတဲ့ဒီခန္ဓာဟာစတဲ့ဖွဲ့စည်းကလေးက သူကိစ္စနဲ့သူတောင်းယူလို့ဆောင်ရွက်တဲ့ခန္ဓာမှာပြည်နေဒါရင်းနဲ့လာတယ်ရောတန်ကမဟုတ်ဘူးစိနေဖို့ဒီဒီသုံးသံရောက်လို့ဒါရင်းမိရဲကြပြီတိုင်အောင်လို့မှသူကိစ္စသူလို့ပြောတာအဲ့လိုဒီခန္ဓာဟာဘယ်လို့မှမရတ်လို့မိမိတို့လည်းအတတ်နိုင်ဆုံးအသိရှိအောင် လိုက်ကြည့်ပါမိမိတို့ကြည့်နိုင်သလောက်သိနိုင်သလောက်အချိန်တန်ပြန်ပေးရမခံတော့ဘူးမအမြတ်ရလဲအရှင်သာရိပုတ္တရာပြောတယ်နာဗိနန္ဒမိဇိဝိတာငါသက်ရှိတာကိုလည်းပဲသဘောကျစရာမဟုတ်ပါဘူးနာဗိနန္ဒိမရဏ တွေ့ရင်လည်းပဲကျင်တတ်เสียမဟုတ်ပါဘူး။ဒါကံကိစ္စကံလုံးပါ။ငါရဲ့နေမှုသိမှုဒီကံကိစ္စကဖြစ်တယ်ငါနဲ့မဆိုင်။ဘယ်ဆိုင်နာကတော့ကောလင်းစပရိကင်ကနိဗ္ဗာန်ဘတ်တော်ရရှိ။ငါမသိရင်တနည်းတော့ဒီခန္ဓာသိမဲ့ပြန်မပြေးရဘူး။ငါအမျက်ရအောင်ဘာလုပ်မလဲ။ဒီခန္ဓာလူကတော့ လက်ကသာသမားကြီးလက်ကိုပြောလဲလက်ကုန်တဲ့ခါမှာသူ့လုံအားကရပါတော့သိကြပါလေဒီလိုဥစ္စာမျိုးမိမိလက်ဒီခါနမသိခင်တော့ခန္ဓာဘုအမြဲရမှာလို့ခန္ဓာပြန်ပေးရတဲ့တစ်ချိန်မှာအမြဲရပြီးသားဖြစ်တော့အရှင်သာရိပုတ္တရာတိုက်တွန်းတော့အမြန်တန်တန်ဝိရှိပါလေမိမိတို့ဒီခန္ဓာဟာ ကျေးဇူးရှင်လည်းဆရာတော်ပြောသလိုသေပဲဆိုနေခန္ဓာကိုတဏှာဘလို့အမှောက်ကိုရယူတယ်နေကိုထင်းနေနဲ့မဆိုင်နေပိုင်မဟုတ်ကိုပိုင်တဲ့ခန္ဓာမဟုတ်ပါဘူးပြန်ပြေးရမယ်ခန္ဓာမပြေးရအမျက်ရခန္ဓာသဘောဘောအရှင်တိုင်ဖောက်ပြန်တဲ့သဘောပြည့်တယ်သဘောညံ့မြတ်ရှုပ်ပြီးသေလို့ရှိရင်တော့ ပုရိသတ္တကိုမြတ်စွာဘုရားဟောတယ်။အစိဓာဝတ္တရံကာယောပထဝီအဓိသတိမြေကြီးကြဝဲရှိတော့ဘာမှသုံးလို့မရဘူး။ဒါတော့မြေကြီးမကြခင်သိလို့ရတယ်အခုလို့ချိန်မျိုးမှာအပိုင်သိအောင်ကြိုးစားရတယ်။ငါ့ကိုငါ့ကိုပြောင်းပြီးတော့ကိုယ်မပိုင်တဲ့ခါလာကိုထောက်ပြန်တဲ့သဘောကြီးပြည့်နေပါလား။ ကြီးငြိမ်မှုခိုင်ခံ့မှုမရှိတဲ့သဘောတရားကြီးစုံနေတဲ့ခန္ဓာကြီးအပြက်ကိုပဲသွားနေပါလားသိပြီအချိန်နေတော့ကြီးခန္ဓာရဲ့ပေါက်ပြန်မှုနေရာအနှံ့ပြန်ဤမျိုးစုံနဲ့ပေါက်ပြန်မသိမရှိပါဘူးကိုယ်ခန္ဓာဖြစ်တယ်ဆိုတာကိုယ်သိမယ်ကိုယ်ကိုယ်နဲ့ကိုယ်စိတ်ပဲ တတိသာထားပါတတိသာလည်းခန္ဓာရဲ့ဖောက်ပြန်မှုကိုပူရဲရဲစသည်ပြညာနဲ့ကိုရင်းနေတဲ့ပညာဘောမှမဆိုးလို့ဒါလို့တွေ့လိုက်ဖောက်ပြန်တဲ့သဘောလို့သိရအောင်တတိသာ ခန္ဓာကိုယ်ဒီသူ့နေသူ့ဟာ ਨੇ မျိုးစုံဖောက်ပြန်ပြီးတော့တခູ່မှတည်ကြံခိုင်မာတဲ့သဘောမပေါအားလုံးပြည့်စုံတာပြည့်တော်လည်းပဲဟုတ်တော်အဘောထင်တာအိစာပြည့်တယ်အပြည့်မကြံစီရုထောဘတ်တို့မိလောင်ကိုပြမကြံတယ်လို့အဲ့ဒါပြတ်ပါလေတဲ့ تزدیدی کتاب بگم پیاده. از ما واریاری پاکیم و نیم نیستیم ما بیا. کروزایی پیرو چوزاش. Kaay, çembi duvar yok.